အခုအချိန်တွေကတော့လေတကယ်တော့ဘတ်နှစ်ဘတ်ပဲရှိတော့နော်ဒီအစစ်တပ်ဆိုလေဒါစစ်တပ်ရဲ့ဘတ်ရှိရဲတော်လိုင်းဆိုလေတော်လိုင်းဘတ်ရှိရဲအဲ့တော့နှစ်ဖက်လုံးကတော့ဟိုစစ်တိုက်နေကြတာပဲစစ်တိုက်နေကြတယ်အားပြိုင်နေကြတယ်ပေါ့နော်ဆိုတော့အားပြိုင်တဲ့အခါမှာဒီစီးရရလည်းအားပြိုင်မှုရှိတယ်နိုင်ငံရေးရလည်းအားပြိုင်မှုရှိတယ်နောက်ကလူတို့ရဲ့ပြည်လူတို့ရဲ့ ideology ပါလဲသူတို့ကစစ်ခင်းတာပဲအဲ့တော့သူတို့ကလည်းသူတို့အနေနဲ့ဒီလူတို့ရဲ့ ideology ကိုစစ်ခင်းလို့ရနိုင်မလားဆိုတော့အများအားစဉ်းစားရတယ် စစ်ခင်းမှုအတွက်ကလေအသုံးပြုစရာဒီနေရာတွေပေါ့နော်အသုံးပြုချက်နေရာတွေကဘာသာရေးတွေအဲ့တော့ကျွန်တော်နိုင်ငံသားတွေဟာဘာလို့ကြတယ်လဲလူစုလူဝေးလုပ်တဲ့နေရာပေါ့နော်ဘာလို့ကြတယ်လဲဘာသာရေးတွေမှာဆိုကျွန်တော်လူစုလူဝေးရှိတယ်ဘာသာရေးကောင်းဆောင်နေတဲ့စကားတွေဆိုများသောအားဖြင့်နားထောင်နေနောက်တစ်ခါဒီအာဒီတရုတ်ဆောင်တွေပေါ့နော်ဒီ influencers တွေရဲ့ဟာကိုနားထောင်နေအခုဆိုရင်သူတို့က influencer တွေကိုသုံးတာမရှိသေးဘူးပေါ့နော်နည်းနည်းရှားနေသေးတယ်ပေါ့နော်ဒီတရုတ်ဆောင်တွေကိုပဲသူတို့ပို့ပြီးတော့ဒီသုံးနေရမျိုးရှိတယ်အဲ့တော့ဟို ပြန်ပြီးတော့ချုပ်ရပြောလို့ရှိရင်တော့ကျွန်တော်တို့တွေကဒါနှစ်ဖက်ကစစ်ခင်းနေကြတာပဲဖြစ်ပါတယ်။နိုင်ငံရေးအရာလည်းသူတို့တောင်းလျှောက်သူတို့လုပ်နေတယ်မသူတို့လုပ်နေ။အခုနပြောလို့ပဲဝါရရေးရာအရာလည်းသူတို့တောင်းလျှောက်စစ်တိုင်းပါပဲ။အဲ့တော့ဘသူတွေကဘသူဘက်မှာဝင်ပြီးတော့ဟိုတိုက်ကူလာလေဆိုတဲ့အဖြေပေါ့နော်။အဒီဒီဟာကွာပါတော့။အဲ့တော့ဟိုဒီစစ်တပ်ရဲ့ရန်နေရာအောက်မှာနေရဆိုလို့ရှိရင် ဒီစစ်တပ်ဘက်ကနေပြီးတော့တိုက်ကူရတဲ့ပုံစံပြ။တနည်းအားဖြင့်ပြောရင်သူတို့ကိုစစ်ထဲသာမတွင်းလိုက်တာ။ဒါတပ်သားတစ်ခုတပ်သားအနေနဲ့ပဲအုံချသွားတာ။စစ်တပ်ကတော့တောက်လျှောက်တာကိုသူတို့လုံနိုင်တယ်မြတ်ကျွန်တော်တို့လုံနေအောင်ပါပဲခင်ဗျ။အာဆိုတော့သူတို့အနေနဲ့ကတော့ဖြစ်နိုင်လို့ရှိရင်ဗျာဟိုဟို ဒီနိုင်ငံတော်ရဲ့ပေါ့နော်ဟိုတမရဖြစ်ချင်တဲ့သူနဲ့နိုင်ငံတော်ရဲ့အစိုးရဖြစ်ချင်တဲ့လူဆိုရဲဖြစ်တဲ့ခါကျတော့နိုင်ငံသားတွေအကုန်လုံးတို့ထောက်ခံတော်လူချင်တဲ့ယောဂါမျိုးတို့မှရှိတယ်။အဲ့တော့တို့ဟာတို့မထောက်ခံတဲ့လူတွေထောက်ခံလာအောင်တို့နောက်လျှောက်စူးစမ်းဖို့ရည်ရွယ်နေတာဖြစ်ပါတယ်ခင်ဗျ